ားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါဆိုတော့ဒီအပိုင်းမှာကျွန်တော်တောက်လျှောက်ကြားနေရပါဘို့လေလာလီဗာပူးအသင်းက EFA Cup ရောနောက်တစ်ဖက်က Champion League ပြိုင်ပွဲနှစ်ခုဆက်တိုက်ထွက်သွားတဲ့အတွက် Mohamed Salah ရဲ့ Ballon d'Or chance ကတော်တော်လေးကိုရောကျသွားပြီဆိုပြီးတော့ပေါ်ပြထားတယ်တကယ်လဲရောကျသွားတာတော့အမှန်ပဲအစားကမိုဆာလက်ကဒီယာတီအောက်ရှန်နဲ့ပေါ်ဖော်မန့်ပြသနေတဲ့အတွက် ဥရောပထိပ်တန်းလိကကစားမတွေအားလုံးကိုကြောပြီးတော့ဘာလုံးတော့ဆူတွက်ဂလီယာလီဖေဗရစ်ဖြစ်နေခဲ့တာ ါပေမဲ့မထင်မှတ်ပဲ Paris Saint-Germain ကို penalty ဆုံးဖြတ်မှာ Champions League ကထွက်ရတယ်။တေချာတော့ရှိမယ်လို့တွက်ထားတဲ့ League ပြိုင်ပွဲ Carabao Cup ရဲ့ final မှာလည်းသူခြေစွမ်းမပြနိုင်ပဲထပ်ပြီးရှုံးသွားတဲ့အတွက် Salas က Ballon d'Or ဆုရဲ့ race မှာအခုလောလောဆယ်မှာကျွန်တော်တို့ off check ကအပါဝင်တော်တော်များများပြီးပို့နေမှာတော့အဆင့်တစ်ကနေကျသွားတယ်။သူကအနည်းဆုံး3ကနေ6လောက်ထိဖြစ်သွားတယ်။တစ်ခုနဲ့တစ်ခုသူတို့တွက်တဲ့ပုံစံတော့မတူဘူးပေါ့လေ။ဆိုတော့တကယ်ပဲ Ballon d'Or ဆုကဒါဘယ်လိုပုံစံတွက်မလဲ။ အခုကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းကခိုးတော့ခိုးမှပေါ်ပြတဲ့ race မှာဆိုရင် Mosales ကြီး race ကဟိုးအောက်ကိုရောက်သွားတယ်ဒီနေရာမှာသူတို့ Ballon d'Or ဆိုတာကကျွန်တော်တွက်ပြမယ်ဗျာအဓိကကဘာလဲဆိုတော့ကစားမရဲ့တူဦးချင်း individual performance ရဲ့ club team ရဲ့အောင်မြင်မှုရဲ့ပြီးတော့မှဒီဘက်ကနိုင်ငံ level ဆင်တဲ့အောင်မြင်မှုအပြင်ကစားမရဲ့ fair play ဆိုတဲ့အနေအထားတွေပါသေးတယ်ဆိုတော့ကျွန်တော်ပြောချင်တာကကစားမတယောက်ခြေစွမ်းပြယုံနဲ့လည်းမရဘူးတခါ club team အောင်မြင်ုံနဲ့လည်းမရဘူးနိုင်ငံ level ဆင်အသေးအောင်မြင်ုံလည်းမရဘူး fair play ဆိုတဲ့ကစားမတယောက်ကွင်းတွင်းမှာဘလို့ပုံစံကစားတယ်ဆိုတဲ့အချက်တွေအားလုံးကိုတွက်ပြီးတော့မှရွေးချယ်ခံထားရတဲ့ selected journalist တွေကရွေးတာဆိုအဲ့အတွက်ကြောင့်ခြေသွန်းတူးချင်းပြပြီးတော့စူဖလားမရရင်လည်းမရနိုင်သလိုဖလားတွေရပြီးတော့လည်းခြေသွန်းမပြနိုင်မရဘူးဆိုပြောမှုခက်တယ်ဒါပေမဲ့အခု DRV မှာ outstanding performance ပြနေတဲ့ကစားမတွေကလက်ချိုးကြည့်လို့ရတယ်ဥပမာ Bayern Munich မှာ hurricane ရှိမယ် ဘာဆိုနာမှာဆိုရင်ယမားနဲ့ရဖီညာရှိမယ်တကယ်တော့လီဗန်ဒေါစကီတောင်မှဟာရီကိန်းလိုတွင်ကိုမျိုးတွင်တာဒါပေမဲ့လီဗန်ဒေါစကီကအသက်အရွယ်ရာရောဘာဆိုနာရဲ့၃ယောက်ထဲမှာသူကနည်းနည်းလေးမှိန်နေတယ်အဲပြီးတော့ရမတ်တွေမှာအမ်ပါပေးရှိမယ်ခီလန်အမ်ပါပေးမတိုင်ခင်ဖီနီရှာကတော်တော်လေးဟုတ်ပြီဖီနီရှာနည်းနည်းပြန်မိန်သွားတယ်ဒါပေမဲ့ချန်ပီယံလိဂ်လေတာစတိတ်ချိန်မှာ ခြေစွမ်းပြလေးရှိတဲ့ finisher ဒါပေမဲ့ real madrid အင်းမှာက finisher နဲ့ ambappe ရှိရင်ဒီအားဒီ twin goal မှာရောပို့ပြီးတော့အရေးပါတဲ့ကမ္ဘာက ambappe လို့ဖြစ်နေတဲ့အတွက်ကြောင့်အခု ambappe ဆိုဒီအားဒီမှာ32ဂိုးသွင်းထားတော့ finisher ကလည်းနည်းနည်းမှိန်တော့ဒီအားဒီပါ real madrid တခုခုအောင်မြင်မှုရရင် finisher မရနိုင်တော့ဘူးဆိုတော့အဲ့ဒီနေရာမှာ mosales ကဒီပါမှုမှာဆို mosales ရှိမယ် Bayern Munich မှာ Hurricane ရှိမယ် Barcelona မှာ Yamal ရှိမယ် Rafinha ရှိမယ် Paris Saint-Germain မှာ Ousmane Dembele ရှိမယ်ဒါတော့ပဲ ချက်တဲ့ဇာမားတွေထဲကရဖို့ခက်တယ်ဒါပေမဲ့အခုလောလောဆယ်နေထားရဘာလုံးတော့စုရဲ့ ranking ကိုပြီးခဲ့တဲ့ရက်ပိုင်းကကိုတော့ကောင်းကတတ်မှတ်ထားတာပေါ့လေကိုတော့ကောင်းကတတ်မှတ်ထားတဲ့ထင်မှာကျွန်တော်တို့အခုလောလောဆယ်နေထားရအဆင့်30သူတို့တတ်မှတ်ထဲမှာဂျူပါလင်ကကိုကိုတော့ကောင်းကတတ်မှတ်ထားတဲ့အဆင့်30မှာရှိတဲ့အဆင့်5က finisher junior ပေါ့လေ finisher junior ကပြီးခဲ့တဲ့ရာသီတုန်းကတော့19ဂိုးသွင်း23ဂိုးဖန်တီးပဲပဲဒီရာသီမှာသူနည်းနည်းကျသွားတယ် Lewandowski ကအဆင့်10မှာသူသတ်မှတ်ထားပြီးတော့ Patrick ကိုအဆင့်9မှာသတ်မှတ်ထားတယ်အဆင့်6မှာ Mosales ကိုသတ်မှတ်ထားပြီးတော့အဆင့်9မှာ Usmani Dembele ကိုသတ်မှတ်တယ်ပြီးတော့မှအဆင့်4မှာ Hurricane ကိုသတ်မှတ်ပြီးအဆင့်3မှာ လမင်းရမားကိုတတ်မှတ်တဲ့အဆင့်နှစ်ကတော့ကီလီယန်အမ်ပပေနဲ့အဆင့်တစ်ကလက်ရှိမှာရဖီညာပေါ့လေရဖီညာကဒီယာတီမှာထိုက်တန်လာဘသူထိုက်တန်လဲကျွန်တော်ပြင်ပြောရင်များဘာလုံးတော့စုမှာတကယ်လို့ဥရောပချန်ပီယံလိပြိုင်ပွဲမှာရီယယ်မက်ဒရစ်လည်းပုံမဆွဲဘူးဘာစလိုနာလည်းပုံမဆွဲဘူးဆိုရင်ဥပမာအိမ်ဇမ်ဘယ်နဲ့ပါရစ်စိန့်ဂျာမင်ပဲဖြစ်ဖြစ်အာစနယ်ပဲဖြစ်ဖြစ် အင်တာမီလန်ပဲဖြစ်ဖြစ်ဘိုရီရှက်တော့မှန်ပဲဖြစ်ဖြစ်ဒီအသေးနေတဲ့ကဘိုးဆွဲသွားခဲ့ရင်အဲ့ဒါဆိုရင်တော့ဘာလို့တော့ဆူကမိုဟာမက်ဆာလတ်တော့ခွင့်ရရှိတယ်။ဘာကြောင့်လဲဆိုတော့မက်ဒရစ်ဘိုးဆွဲရင်အမ်ပပီတေချာပေါင်းရမယ်။ဘာဆိုလိုနာဘိုးဆွဲရင်ယမားနဲ့ရာဖင်ညာတေချာပေါင်းရမယ်။တကယ်လို့ဘိုင်ယူနစ်ဘိုးဆွဲရင်ဟာရီကိန်းချန့်စ်အများကြီးရှိတယ်။တကယ်လို့ပြဟာရီကိန်းကဆီမီဖိုင်နယ်မှာလည်း2ဂိုးလောက်သွင်းလိုက်ဖိုင်နယ်မှာလည်း2ဂိုးလောက်သွင်းအဲ့လိုမျိုးပေါ်ဖော်မန့်တွေပြတယ်ဆိုရင်ဟာရီကိန်းအတွက်ချန့်စ်ရှိတယ် ဆိုအဲ့လိုမဟုတ်ဘူးဘိုင်မြူနစ်လည်းမရဘူးရယ်မက်ဒရစ်လည်းမရဘူးဘာစီလိုနာလည်းမရခဲ့ဘူးဆိုရင်နောက်ဆုံးပြကျွန်တော်ဟာရီကိန်းတောင်မဲပေးတဲ့အခါမှာမိုဆာလက်ကိုရှုံးအောင်ရှုံးနိုင်တယ်နောက်ဆုံးဘိုင်မြူနစ်ချန်ပီယံလိရသွားခဲ့တာဘာလို့ဘိုင်မြူနစ်လိုအသင်းမျိုးကပုံမှန်အားဖြင့်သူတို့ချန်ပီယံလိရတဲ့2013ခုနှစ်မှာရော2020ခုနှစ်တည်းမှာရောအားလုံးကသူတို့ကဘာလဲဆိုတော့တူးချင်း individual တဲ့ဘိုင်မြူနစ်ကတင်းပုံစံ2013ခုနှစ်မှာရီဘာဒီဖလားသုံးလုံးရပြီမဲ့ခရစ်စတီယာနိုရဲ့တို့ရတယ် 2020ခုနှစ်ကလေဗန်ဒေါစကီတို့အတွက် outstanding performer ဖြစ်ပေမဲ့အိုက်နစ်ကကိုဗစ်ကြောင့်မပေးတော့လေဗန်ဒေါစကီလည်းမရခဲ့ဘူးဆိုလီဝန်ဒေါစကီကနောက်ရာသီကို carry လုပ်သွားပေမဲ့သူက20အတွက်တွက်တဲ့ခါမှာ20အတွက်ကြတော့ဘာလို့ဒေါဆူကလုံးဝမပေးဘူးမပေးဘူးဆိုတော့သူကကန်ဆူသွားတာပေါ့လေပြိုင်ပွဲမစခင် halfway through အဲ့တော့လီဗာပူးနဲ့ Atletico ဘက်တွေ့ပွဲပြီးတဲ့ချိန်မှာပြင်သစ်လီရက်သွားတယ် Netherlands လီရက်သွားတယ်လီပြိုင်ပွဲအချို့ရက်သွားတဲ့အကြောင်းအခြားကစားသမားတွေအတွက် fair မဖြစ်ဘူးလို့သူတို့ဆုံးဖြတ်တဲ့အတွက် မက်ရှလာတွေကဘာလွန်ဒေါဆုကိုမပေးဖို့ဆုံးဖြတ်တာဆိုတော့လေဗန်ဒေါစကီရမယ်ဘိုင်ယန်မြူးနစ်ရမယ်လို့ဘယ်သူမှမသိတဲ့အချိန်မှာဘာလွန်ဒေါကဆုံးဖြတ်တာအဲ့ဒီအတွက်ကြောင့်လေဗန်ဒေါစကီကအဲ့ဒီအချိန်မှာကန်ဆိုးသွားတယ်ဒါပေမဲ့အိုနာအနေနဲ့နောက်တရာအချိန်မှာလေဗန်ဒေါစကီကိုအထူးဆုအနေနဲ့ပေးတဲ့ဘာလွန်ဒေါဆုပဲโอเค2020တော့မပေးတဲ့စုကိုငါတို့ဒီနှစ်တော့20 21ပေါင်းပေးမယ်ဆိုတဲ့ပုံစံမျိုးဒါပေမဲ့ခက်တာကဒီလိုမျိုးပုံစံမျိုးရှိရင်တဘာဝ အာနီယေနဲ့ဖြစ်လာတဲ့အခါကာယောဂါနဲ့ဖြစ်တော့ကံဆိုးသွားတယ်ဆိုတော့ဘိုင်ယန်မြူနစ်အသင်းရခဲ့ရင်တော့ဟာရီကိန်းထက်စာရင်ဆာလတ်ချက်ရှိတယ်ဒါပေမဲ့ပြဿနာကမိုမက်ဆာလတ်ကလီဗာပူးနဲ့မေဂျာဖိုင်နယ်တွေကစားခဲ့တယ်ဗျာမေဂျာဖိုင်နယ်တွေမှာ EFL ကပ်တွေဖိုင်နယ်အချိန်ချင်းကစားရတယ်အာဖရိကဖိုင်နယ်ကစားရတယ်ချန်ပီယံလိဖိုင်နယ်က2018တခါကစားရတယ်16 19တခါကစားရတယ်20နှစ်မှာတခါကစားရတယ် ။တကယ် main role တွေကစားတယ်။လိပြိုင်ပွဲကလွှဲရင် major final ထဲမှာ Salas ချေဆိုမပြနိုင်။ तू အဲ့ major final ကိုးပွဲ10ပွဲလာမြေ तू ကစားတယ်။အဲ့ဒါမှ तू တကိုးပဲတွင်းနိုင်တယ်။အဲ့တကိုးကဘယ်မှာတွင်းလဲဆိုတော့ Tottenham Hotspur နဲ့ပွဲက penalty ရသွားတယ်ကို။အဲ့တကိုးပဲရှိတယ်။ဆိုတော့ Mo Salas ကတကယ် biggest game of Liverpool season time မှာ तू disappear ဖြစ်နေတယ်။အဲ့ချက်က तू မရနိုင်တဲ့အဓိကအချက်ဖြစ် တကယ်လို့ Salas ကအဲ့လိုပွဲမျိုးတွေမှာ highlight ပြရမယ်ပွဲတွေမှာသူဘယ်တော့မှချင်းမပေါ်ဘူး။သူဟာရုံးကန်နေရတယ်။ဆိုတော့ तू က out scene တွေမှာခြေစွမ်းပြမယ်၊လီးပြိုင်ပွဲအဆင့်တွေမှာကစားပြမယ်။ဒါပေမဲ့ League Cup Final ဟိုတနေ့က Newcastle နဲ့ Liverpool နဲ့ကစားတဲ့ပွဲမှာ तू Liverpool man တူတော့မကြုံနိုင်ဘူး။အဲ့ပြဿနာပဲ။ဟိုပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်းအဲ့ဒါပဲ Champions League တုန်းကလည်း PSG က Mendes ကို तू မကြုံတာ biggest gain တွေမှာ Mo Salas က struggle ဖြစ်နေတာ။ အဲ့ချက်ကမိုးစားလဲဆိုတာတကယ်ကိုကံဆိုတာအခု Rafinha ဆိုရင်ပြဟိုဟိုမိုးဟိုတကယ်ပွဲကြီးတွေမှာတော်တော်လေးချိန်ဆွမ်းပြတယ်ဒမ်ဘေးလီဆိုလည်းဒီတိုင်းပဲအမ်ဘပ်ပေးဆိုလည်းဒီတိုင်းပဲဒါမိုးစားလဲကအဲ့ဒါပြဿနာတက်တယ်အခု Rafinha ကဒီအာဒီမှာ32ကိုအတွင်း16ကိုဖန်တီးထားတယ် Ballon d'Or ကရဲ့ကျွန်တော်ပုံမှန်ကြည့်နေတဲ့ website ရဲ့ ranking မှာ924နဲ့ favorite ဖြစ်နေတယ်အဲ့ဒါကလည်း Barcelona လာလီကာလည်းချန်ပီယံဖြစ်ရမယ်ချန်ပီယံလိမှာလည်းချန်ပီယံဖြစ်မှာထားပါတော့ချန်ပီယံလိမှာချန်ပီယံဖြစ်ပြီးလာလီကာချန်ပီယံမဖြစ်ရင်တော့မဖင်ညာရနိုင်တယ် ချန်ပီယံလိမဟုတ်ပဲနဲ့လာလီကာတစ်ခုပဲတကယ်လို့လာလီကာရောကိုပါတရီရောရပြီချန်ပီယံလိမှာရဲမထွေးမရရင်လည်းရာဖင်ညာအတွက်ချန်ရှိတယ်ဘာလို့အနည်းဆုံးဖလားနှလုံးစုမယ်ပြီးတော့သူတို့ကစူပါကတ်လည်းရထားတယ်ဆိုတော့ရာဖင်ညာအတွက်ဒီဟာဒီဟာချန်ရှိတယ်သူက32ကိုအတွင်း16ကိုဖန်တီးထားတယ်။သူ့အောက်ကအမ်ဘပေက32ကိုအတွင်း9ကိုဖန်တီးထားတယ်။အမ်ဘပေနဲ့ဗီနီရှဲရဲ့ရေးဆောင်ဖြည့်ပြီးနဲ့ကြားသွားပြီ။ရဲမတွေ့မှာဗီနီရှဲက main မဟုတ်တော့အမ်ဘပေက main လို့ဖြစ်လာတယ်။သူက super cut ရထားတယ်။ club world cup ရထားတယ် rafinha တော့ spain super cup ပဲရတယ် mbappe ကလည်းတကယ်လို့ madrid က arsenal ကိုကြော်မယ် psg ကိုကြော်မယ် final မှာပါထပ်ပြီး champion ဖြစ်တေချာပေါက်ရတယ်အဲ့လိုမဟုတ်ဘူး la liga တခုတည်းဆိုရင်လည်း mbappe မလုံလောက်ဘူး ballon d'or ဆိုတော့ပြီးတော့မှ yamaha ကဒီအသည်73ကိုသွင်းသွင်းကို20 unless yamaha ပြီးခဲ့တဲ့ euro ပြိုင်ပွဲလိုပဲ champion league ရဲ့ later stage မှာ6ခြေစွမ်းပြမယ် la liga မှာဆက်ပြီးခြေစွမ်းပြမယ်ဆိုရင် ်ပေါ်ပီလာပုံမှာ Rafinha ထက်ပိုပြီးတော့ကျွန်မမဲပိုရနိုင်တယ်သူတပြင်း final မှာနှစ်ကိုးသွင်းလိုက်တာတို့ semi final မှာတကယ် performance တွေပြတာတို့အဲ့လိုပုံစံဆိုရမားကအခု all bout ကဖန်တီးမှုဖန်တီးမှုအချိန်20လောက်ထားတယ်တွင်းကိုးက73ကိုးတွင်းထားတယ်အသက်16နှစ်ပဲရှိတဲ့ချက်တိတ်လေဆိုတော့ရမားက third favorite ဖြစ်တယ်အခုလက်ရှိမှာအိုက်အောက်က hurricane က35ခုသွေး72ခုဖန်တီးထားတယ်ပြီးတော့မှအိုင်နောက်မှ Usmane Dembele က32ကို9ကိုဖန်တီးထားပြီးတော့ Mosales က34ကိုသူ22ကိုဆိုဒီနေရာမှာကျွန်တော်ကြည့်တဲ့အချိန်မှာ Ballon d'Or ဆုအတွက်ကျွန်တော် Ochekari ရဲ့ Battle Bugi side ကအားလုံးကနေ Total Pawmi favorite ပါ ရာဖင်ညာက9 to 4နဲ့ favorite ကိုလီလီလီနဲ့ရာဖင်ညာကထိဆုံးမှရှိပြီးကီလင်အမ်ပတ်ပေးက14လီလီနဲ့ဒုတိယမိုဟာမက်ဆာလတ်က73လီ2လီနဲ့9ဆအခွဲဖြစ်သွားပြီးတော့ယမားကကိုလီတလီနဲ့အဆင့်လေးမှရှိပြီးတော့ဥစမာနီဒမ်ဘေးလီက10လီတလီဖီနီရှယ်ဂျူနီယာက12လီတလီဟာရီကိန်းက4 20လီတလီဆိုတော့ကျွန်တော်ပြောချင်တာဟာရီကိန်းကိုသူတို့ကဘိုင်ချမ်ပီယံဖြစ်တဲ့အတိုင်းအောင် popular ပုံမှာရဖို့ခက်တယ်လို့သူတို့ယူဆတဲ့အတွက်ဘိုင်မြူးနစ်ကတင်းနဲ့ကစားတာဟာရီကိန်းကိုးတွေတွင်းနေတဲ့ကြောင့်ဘိုင်မြူးနစ်မှာ တိုးတဲ့ထွက်နေတဲ့ကစားမှမရှိဘူးလို့သူတတ်မှတ်တယ်တကယ်လည်းအဲ့လိုပုံစံပိုင်းကစားတယ်ဆိုတော့ hurricane ကကျွန်တော်တို့ပြောချင်တာကမရဆိုရမားရဲ့ Kylian Mbappe ရဲ့ Rafinha ရဲ့ Salah ကဒီ၄ယောက်ပဲ Mo Salah ရနိုင်တဲ့ချက်ကကျွန်တော်ခုနပြောပြီးသား Barcelona က Champions League မရဘူး Real Madrid Champions League မရရင် Salah ဆိုချမ်းရှိတယ်ဒါပေမဲ့ Barcelona က Copa del Rey ပါရသွားမယ် La Liga ကို Copa del Rey ရမယ်ဆို Mo Salah ရဲ့ chance နဲ့ လာလီကာတစ်ခုတည်းရမယ်ဆိုရင်ဆိုဆာလက်စ်ကဒီကလို EFL ကတည်းကရသွားခဲ့တူတူ chance များရှိတယ်ဆိုတော့ဘာလုံးတော့ဆူကမူဆာလက်တို့မပြီးသေးဘူးအဲ့တော့တကယ်မဟုတ်သေးဘူးဘာဆိုနာနဲ့ရီယယ်မက်ဒရစ်အခြေအနေမကောင်းဘူးဆိုရင် Champions League မှာအခြေအနေမကောင်းတူတူ chance ရှိမယ်ဒါပေမဲ့ Champions League မှာအဲ့နှစ်သင်းနဲ့တသင်းနဲ့ရရင်တော့သိကြတယ်အမ်ပါပေးနဲ့ရာဖင်ညာလာယမားလာ၃ယောက်ထဲရပဲရမှာဆိုတော့ဒါကအခုလောလောဆယ်နေထားရမူဆာလက်ကပရိုကန်ဆိုးသွားသလို2000 25ဘာလုံတော့စုအဲ့ power ranking တွေပါရတာအပတ်စဉ်ခြေစွမ်းပြတော့ကြည့်ပြီးတွက်တာအဲ့ဒါကြီးကြည့်ကြအောင်မလို့ကျွန်တော်ရတဲ့နေကစားမှလက်ချိုးရည်ရတယ်ယမားရဲ့ Rafinha ရဲ့ Mbappe ရဲ့ Salah ရဲ့ maybe အလုံးစုံ Dembele Dembele ထားပါတော့ Champions League မှာ outstanding performance ဖြစ်သွားခဲ့ maybe တမျိုး now Vinicius Junior ထက်ပြပါတော့ knockout stage တွေမှာ Vinicius အမြဲတမ်းလုံးပြတတ်တယ်ဒါပေမဲ့ Mbappe ရှိတဲ့အတွက်ကြောင့်တရားဒီလုံး season မှာ Vinicius ကနည်းနည်းလေးမှိန်နေတယ်ဒါအခုလက်ရှိ Ballon d'Or အခြေအနေဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်